ရီယယ်မဒီကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Declan Rice ကိုပြောင်းရွှေ့ကြီးပေါင်တန်း150တက်မှတ်လိုက်တဲ့ Arsenal ။ဗေဒမြအလုံးမဲ့မင်္ဂလာပါခင်ဗျာ Arsenal Legend Have ကတင်ဆက်နေပါတယ်။ရီယယ်မဒီသင်ဟာလာမယ့်ဇန်နဝါရီမှာကွင်းလယ်ကစားမတူကိုခေါ်ယူလို့နေပြီးတော့ Arsenal ကွင်းလယ်လူ Declan Rice ကသူတို့အတွက်ထိတ်တန့်ပြင်းမဲ့ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ Spanish outlet Fajjes ရဲ့အဆိုအရရီယက်က Declan Rice ကိုလက်ရှိနဲ့အနာဂတ်အတွက်ကွင်းလယ်ပဲ့ကန်ရှင်ဖြစ်သတ်မှတ်ထားပြီးတော့ Donny Cruz, Modrić တို့ရဲ့နေရာအတွက်အစားထုတ်ဖို့ညီမှန်းထားတာပါ ရိုက်စာ2023ခုနှစ်မှာအာစနယ်ကိုဝက်ဆန်ကနေပေါင်းတန်းတရာနဲ့ပြောင်းရွှေ့လာသူဖြစ်ပြီးတော့အာစနယ်ရဲ့ကွင်းလယ်ဗိုလ်ချုပ်တယောက်ဖြစ်လာခဲ့ပါတယ်။အိုက်ဒါရဲ့စစ်တန်ထဲမှာရိုက်စာ box to box role နဲ့ defensive she kansic ဒိုင်းကာအဖြစ်ခြေစွမ်းပြကစားပေးနေပြီးတော့အာစနယ်ကလည်း rice ကို indispensable asset မရှိမဖြစ်လိုအပ်တဲ့ကစားမဖြစ်ရှိမြင်ချတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အာစနယ်က Rice ရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း150တက်မှတ်ထားပြီးတော့ပရီးမီးယားလိချန်ပီယံဆုပြေးလည်နဲ့မှာဆက်ရှိနေနိုင်တဲ့အတွက်စောင့်အစီဈေးကွက်မှာတော့ Rice ကိုရောင်းချသွားဖို့အာစနယ်ဘက်ကဆန္ဒမရှိပါဘူး။ ဒါနဲ့လာမယ့်နေရာကြီးကြရင်တော့ real back ကသာတကယ်ကြိုးစားလာရင်အခြေအနေကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တာတော့သတိပြုဖို့လိုအပ်ပါလိမ့်မယ်။ကြည်ရတာက Arsenal စီမှာ Rice ရဲ့နေရာကိုအစားထိုးဖို့အတွက်ကစားမသစ်တယောက်ကရည်ရွယ်ထားပြီးသားဖြစ်နိုင်ပါလိမ့်။ဘယ်သူက Rice ရဲ့နေရာကိုအစားထိုးပေးနိုင်ပါလဲ။နောက်ပြီးတော့ Rice အတွက်သတ်မှတ်ထားတဲ့ပေါင်သန်း150ကမနည်းလို့မလား။မိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာ။